ပထမပိုင်းမှာကိုယ့်ရဲ့ယာတိခွေမပါသေးလို့စိတ်မကောင်းဖြစ်နေတာရှင်စိတ်မပူပါနဲ့ခင်ဗျာသင်စောင့်မျှော်နေတဲ့တူယာတိကနေမင်းယာတိအဖြစ်ယာတိဖော်ရီရဲ့တသက်သာဆောင်းရန်ရှောင်းရန်တွေကိုအခုဒုတိယပိုင်းမှာအသေးစိတ်တင်ဆက်ပေးတော့မှာပါကိုယ့်ရဲ့မွေးရပါစွမ်းဟင်းတွေကိုအသုံးချပြီးဘဝရဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုဘလို့မှန်မှန်ကန်ကန်ချရမလဲဆိုတာသိကျင်နေကြပြီဟုတ် ကဲဒါဆိုရင်တော့ PhD Astrology Researcher Channel ကနေတင်ဆက်မယ့် DC Sin ကိုဆက်လက်တည်ရှိလိုက်ကြရအောင်ရှင်။ပထမဆုံးအနေနဲ့တူယာတီဖွားနေ့အတွက်ဆက်လိုက်ပါမယ်။ခொနဲ့တူယာတီဖွား Libra စက်တင်ဘာ20တော်မှအောက်တိုဘာ20နေ့တူယာတီဖွားနေ့အတွက်ဆောင်ရံအချက်တွေကတော့စိန်ကြောက်တလင်းစတဲ့ကြောင်မြတ်ရတနာတွေပဲဖြစ်ပါလိမ့်ရှင်။အဖြူရောင်အပြာနုရောင်ပန်းရောင်တွေကတော့တင်းရဲ့တဘာဝစနစ်ကိုပုံမတော့ပါစေတဲ့အရာမျိုးပါရှင်။ ခန်းနံပါတ်တွေကတော့32 34 36 39 82 93 60နှစ်49လိုပဲဖြစ်ပါတယ်ခင်ဗျာတရားမျှတမှုကိုလိုလားပြီးတန်တူညီမျှဆက်ဆံတတ်သူတွေဖြစ်လို့လက်တွေ့မှာလူနှအူးချိုက်သဘောထားကွဲလွဲမှုတွေကိုညှိနှိုင်းပြရတဲ့အခါဒါမှမဟုတ်လူမှုရေးကွဲလိုင်းသဘင်တွေတင်ရောက်တဲ့အခါမျိုးမှာအပြာနုအောင်အဝိဇ္ဇာကိုဝစ်စင်တော်ချင်းမှာတင်းရစကားကိုပုံမောဩဇာတက်ရောက်စေပြီး လူတွေရဲ့ချစ်ခင်မှုကို ရရှိစေနိုင်ပါ रे ခင်ဗျာရှောင်းရံအချက်တွေကတော့အမီရောင်နဲ့အနက်ရောင်တို့ကိုရှုံတင်ပါလိမ့်ရှင်ဆုံးဖြတ်ချက်မပြတ်တာရနဲ့လူလွယ်လူနာတွေကိုရှောင်ကျင်တင်ပါတယ်အရာနှစ်ခုကြားရွေးချယ်ရခန့်ကြီးစာရွက်ပေါ်မှာ အကောင်အဆိုးချေရပြီးချိန်ထိုးတာမျိုးဒါမှမဟုတ်ကိုတကယ်ယုံကြည်ရတဲ့မိတ်ဆွေတယောက်နဲ့တိုင်မြင်တာမျိုးကတင်ကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ရှိစေမှာပါရှင်ရှစ်ရိတ်ဆက်ရပြီကွာစကော်ပီယို အောက်တိုဘာ23မှာနိုဝင်ဘာ27ရိဆက်ရာဒီဘွားရီဆိုတာဆောင်ရွက်တစ်ချက်တွေကတော့ပတမ ्या တဏ္ဍကြောက်တွေပဲထူပါလိမ့်ခင်ဗျာနီးညိုရောင်အနီရောင်ခရမ်းရောင်တွေကတော့တင့်ရဲ့အသွင်းစိတ်စွမ်းရင်ကိုပေါ်ပြတဲ့အရောင်တွေပါခင်ဗျာလက်တွေ့အသုံးချနည်းကတော့အရင်ကြီးရဲ့စင်ခေါမှုတစ်ခုကိုရင်းဆိုင်ရတော့မယ်ဆိုရင်တဏ္ဍကြောက်ပါတဲ့လဝိယရနာကိုဝိစင်သွားခြင်းကတင့်ရဲ့စိတ်ကိုပုံမခိုင်ပါစေမီအခက်ခဲကိုကျော်လွှားနိုင်စွာရှိစေပါလိမ့်ခင်ဗျာ တဏ္ဍနမတ်တွေကတော့3ည7 3ည5 3ည8 3ည9 8တိ8ည9 8 9 8တို့ပဲဖြစ်ပါတယ်ရှင်။ပြတာပြီးခံပါတဲ့စိတ်သက်ရှိသူတွေဖြစ်လို့ပြောဟွက်စုံတော့သူတည်တဲ့နာလင်္ကန်းကြီးမှာအောင်းရင်နိုင်ပါတယ်ရှင်။ရှောင်းရံချက်တွေကတော့အဝါနူရောင်နဲ့အစင်းရောင်တို့ကိုရှောက်တင်ပါတယ်ခင်ဗျာ။နာလုံစိတ်ကြည်ဓာတ်နဲ့တန်တရများဓာတ်တွေကိုထိမ့်ချုပ်တင်ပါတယ်။တဆုံတယောက်အပေါ်မနာလိုစိတ် ဒါမှမဟုတ်တန်တရားဝင်လာတဲ့အခါအဲ့ဒီစိတ်ကံလာချက်ကိုကိုယ့်ရဲ့ဒါယာရီစာအုပ်ထဲမှာရေးချလိုက်ပါ။ဘာကြောင့်ဒီလိုခံစားရလဲဆိုတဲ့အရင်းမြစ်ကိုရှာဖွေခြင်းကအပြုအမူမမှားယွင်းအောင်ထိမ့်သိမ်းရရောက်ပါလိမ့်ခင်ဗျာ။ကိုဒနုရတိဘွား Sagittarius ၊ November 27မှ December 27ဒီလိုရတီဘွားရီအတွက်ဆောင်းရံချက်တွေကတော့ဥတ္တပိယမိလာစတဲ့ကြောင်းမြတ်ရတနာတွေပဲဖြစ်ပါတယ်ရှင်။ခရမ်းရောင်အပြာရောင် အဝါရောင်တွေကတော့တင့်တော်တဲ့အယောင်တွေပါလက်တွေ့မှာတော့ခီးသွားတဲ့အခါမျိုးမှာအဆောင်ကြောက်ထစ်တဲ့ဥတ္တပီယာလက်ဆွတ်လေဒါမှမဟုတ်ဆွဲထီးလေးဆောင်သွားခြင်းကတင့်ခီးလန်းကိုဘေးအန္တရာယ်ကင်းရှင်းစေပြီးကံကောင်းခြင်းတွေယူဆောင်လာပေးနိုင်ပါတယ်ရှင်ခဏနံပါတ်ကတော့3933 3939939999ရုပ်ပဲဖြစ်ပါလေခင်ဗျာလွယ်လမှုကိုနှစ်သက်ပြီးစွမ်းစားရည်သူတွေဖြစ်လို့ဖြီးထွက်လာရေး ပညာရေးသဌနာဗေဒလုပ်ငန်းတွေမှာထူးချွန်နိုင်ပါတယ်ခင်ဗျာ။ရှောင်ရံချက်တွေကတော့အနံ့ညောင်နဲ့အစိမ့်လူရောင်တို့ကိုရှောင်ရှားတင်ပါရှင်။ပေါ်စားတတ်တန်နဲ့စကားမစင်ရင်တတ်တာတွေကိုရှောင်ရှားတင်ပါလေ။ဒီစုံတယောက်ကိုစကားပြောခဏီးမှာငါပြောမယ့်စကားကအမှန်တရားလား။အကျိုးရှိရဲ့လား။လူအယဲ့လား။ကျင်နာမှုပါရဲ့လားဆိုပြီးစက္ကန့်ပဲလောက်စဉ်းစားလိုက်ခြင်းကတင်းကိုလူကြီးလူခင်ပေါ်များရင်မှာပါရှင်။စေမကရာဒီဖွာကက်ဘရီကွန် ဒီဇင်ဘာ21မှဇန်နဝါရီ19မကရာဒီဖွားတွေအတွက်စောင်းရံအချက်တွေကတော့နီလာကော်မှုစတဲ့ចောင်းမြတ်ယရနာတွေပဲဖြစ်ပါလေခင်ဗျာအနက်ရောင်ဒီဟိုးရောင်နီညိုရောင်တွေကတော့တင့်တော်တဲ့အရောင်တွေပါလက်တွေ့မှာတော့အလုတ်နဲ့ပတ်သက်ပြီးယာရုတက်ဖို့ကြိုးစားနေခြင်းမျိုးမှာအ내ရောင်ဒါမှမဟုတ်ညီညိုရောင်အလုတ်သုံးအိတ်တလုံးကိုကိုင်ဆောင်ခြင်းကတင့်ရဲ့ professional ဆံမှုနဲ့တည်ကြည်မှုကိုဖော်ပြပြီးအထက်လူကြီးတွေရဲ့အသိမှပြုမှုကိုရရှိစေပါတယ်ခင်ဗျာ ကနန်းနံပါတ်တွေကတော့3 9 3 9 4 3 8 3 8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 တို့ပဲဖြစ်ပါတယ်ရှင်။ဇွဲလုံးလကောင်းပြီးဂျီမန်းချက်ပစ်သားသူတွေဖြစ်လို့စီမံခန့်ခွဲမှုအဆောက်အဦအစိုးရလုပ်ငန်းတွေမှာအောင်မြင်နေပါတယ်ရှင်။ရှောင်းရံအချက်တွေကတော့အဖြူရောင်နဲ့အဝါရောင်ညိုရောင်တို့ကိုရှောင်သင့်ပါတယ်ခင်ဗျာ။အလွန်အကျွံစီကန့်တင်ကြတာကိုထိန်းချုပ်သင့်ပါတယ်။ တပတ်မှာအနည်းဆုံးအချိန်ပိုင်းတစ်ခုကိုအနားယူခြင်းသို့မဟုတ်ဝါသနာအတက်အချိန်ဆိုပြီးတတ်မှတ်ထားလိုက်ပါအဲ့ဒီအချိန်မှာအလွတ်အကြောင်းလုံးဝမစဉ်းစားဘဲအနားယူခြင်းကသင်ဘဝကိုပိုပြီးမျှတစေမှာပါခင်ဗျာတဆစ်အေကုမယာဒီဖာ Aquarius January 20မှ February 18ရက်ကုမယာဒီဖာတွေသောဆောင်ရံအချက်တွေကတော့ဤလာအပြာရောင်ကြောက်စိန်စားလက်ကြောင်မြတ်ရတနာတွေပဲဖြစ်ပါတယ်ရှင်အပြာရောင်ဒီဟိုးရောင် င်ရိုင်းရောင်တွေကတော့တင့်တော်တဲ့အယောင်တွေပါလက်တွေ့မှာတော့အတွဲအခေါ်တစ်တွေတီထွင်းဖန်တီးမှုတွေလိုတဲ့အလုံးမျိုးလုပ်တဲ့အခါတင့်အလုံးစားပွဲပေါ်မှာ အပြာရောင်ပစ္စည်းလေးတစ်ခုတင်ထားခြင်းကတင့်ရဲ့စိတ်ကူးစိတ်ထမ်းတွေကိုပုံမလှုံ့ဆော်ပေးနိုင်ပါတယ်ရှင်ဒနေနံပါတ်2ကတော့3ည2 3ည6 3ည9 3ည8 2 6 6 8 8689တို့ပဲဖြစ်ပါတယ်ခင်ဗျာထိုးခြားတဲ့အတွေးခေါ်လေးရှိပြီး လူမှုရေးစိတ်သက်ပြင်းပြသူတွေဖြစ်လို့သိပ္ပံဤပညာလူမှုရေးလုပ်ငန်းတွေမှာထူးထွန်းနိုင်ပါတယ်ခင်ဗျာ။ရှောင်းရံအချက်တွေကတော့လိမ္မော်ရောင်နဲ့အမီရောင်တို့ကိုရှောင်တင်ပါတယ်။ခေါင်းမာတာစိတ်ကောက်လွယ်တာတွေကိုလျော့ချတင်ပါတယ်။အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုမချခင်မှာကိုယ်အမီနဲ့စမ်းကျင်နဲ့ဖြစ်နိုင်တဲ့အမြင်တစ်ခုကိုတမြင်သက်သက်ရှာဖွေနားထောင်ကြည့်တဲ့အချက်ကတင့်ကိုပိုပြီးအမြင်ကျယ်ဆယ်မှာမှရှင်။စနစ်မင်းရည်ဖွား Pisces February 16မှ Magnus မင်းရည်ဖွားတွေအတွက်စောင်းရံကချက်တွေကတော့ Blue လမျက်လီကြောက်တီပဲဖြစ်ပါတယ်ခင်ဗျာပန်းရောင်အပြာနုရောင်အစိမ်းနုရောင်တွေကတော့တင့်တော်တဲ့အရောင်တွေပါလက်တွေအထုံးချခြင်းဆိုရင်ကိုယ့်ရဲ့အိတ်ကန်ထဲမှာစိတ်ကူးရင်စံနဲ့ပန်းကြီးကတခြိုက်ခြိုက်တာပန်းရောင်ဒါမှမဟုတ်အစိမ်းနုရောင်အိယာချင်းကိုသုံးတာမျိုးကတင့်ရဲ့အနုပညာစိတ်ကူးတွေကိုလုံစော်ပေးပြီးစိတ်ကိုအေးချမ်းစေနိုင်ပါတယ်ခင်ဗျာ ကနန်းနံပါတ်ကတော့3923 3932 3930 3940 3940တို့ပဲဖြစ်ပါလိမ့်ရှင်။စိတ်ကူးစိတ်တန်းကောင်းမှုပြီးနူးညံ့သိမ့်မြင့်တဲ့လူတွေဖြစ်လို့အမှုချက်များပါတာရည်လူမှုဝန်ထမ်းလုပ်ငန်းတွေမှာအောင်မြင်နိုင်ပါလိမ့်ရှင်။ရှောင်းရံတဲ့ချက်တွေကတော့အနက်ရောင်နဲ့မီးအိုးရောင်တို့ကိုရှောင်တင်ပြီးအလွယ်တကူစိတ်သက်သာတာကိုရှောင်ကျင်သင့်ပါတယ်။စိတ်သက်သာတယ်လို့ခံစားရတဲ့အချိန်တိုင်းမှာ ချက်ချင်းနားထောင်ဖို့ကို့အတွက်တည်တံ့အားရင်ဖြည့် Season Playlist တစ်ခုဖန်တီးထားပါ Season ထံတွေကတင်းစိတ်ကိုချက်ချင်းပြန်လည်လန်းဆန်းစေပါလိမ့်မယ်ခင်ဗျာဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့ဆက်နေရဒီပွားလုံးအတွက်တည်တင်ထားဆောင်ရန်ရှောင်ရန်အချက်အလက်တန်ကိုကျမတို့ PhD Astrology Research အနေနဲ့အပိုင်းတင်နစ်စုံကိုခွဲပြီးဘုံရင်စုံစုံတင်းစစ်ပေးခဲ့ပြီဖြစ်ပါရဲ့ရှင်ဒီအကြောင်းအရာတွေကိုကြည့်ရှုနားဆင်နေကြရတဲ့ပရိသတ်တိအောင်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါရယ်ခင်ဗျာဒီအစီအစဉ်ကတင့်အတွက်အကျိုးရှိခဲ့တယ်ဆိုရင် like and share လုပ်ပြီးမိတ်ဆွေတွေကိုမျှဝေပေးဖို့မမေ့နဲ့နော်။နောက်ထပ်ဘလို့ပေးတဲ့အကြောင်းအရာတွေကိုသိချင်သေးလေဆိုတာကိုလည်း comment မှာရေးပေးအကြံပြုခင်နေပါတယ်ရှင်။ကျွန်တော်တို့ channel ကို follow လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်။အခုတင်ဆက်ခဲ့တာတွေကရာဒီခွန်ရင် like TV hobby ချက်များတာဖြစ်ပါတယ်ခင်ဗျာ။လူတစ်ယောက်ချင်းစီရဲ့တိကျတဲ့ကံကြမ္မာကတော့မွေးနေ့မွေးချိန်မွေးဖွားရဒေတာစတဲ့အချက်လက်တွေပေါ်မူတည်ပြီးကွဲပြားမှုများရှိနိုင်ပါတယ်ခင်ဗျာ။ ဒါကြောင့်ကိုပိုင်ကံကြမ္မာကိုအသိစိတ်ကြကြသိရှိလိုရဆိုရင်တော့ကျွမ်းကျင်တဲ့ပညာရှင်တွေဒါမှမဟုတ်ကျမတို့ PhD Astrology Researcher ဘိုင်ဘာမှာဒိုင်းရိုက်ဆက်သွယ်ပြီးဆွေးနွေးတင်ပြနေပါတယ်ရှင်။အားလုံးပဲကောင်းချီးအပြားပြားနဲ့ပြည့်စုံပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ။